အားလုံးမင်္ဂလာပါအဝင်း channel မှာကြိုဆိုပါတယ်ကျွန်တော်တို့ပြောပြမယ့်အကြောင်းအရာကတော့လမ်းလျှောက်ဖို့အကောင်းဆုံးအချိန်ကဘယ်အချိန်လဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်လမ်းလျှောက်တာကကြမ်းမာရေးကောင်းကျိုးကြီးအများကြီးရှိရအောင်လူတိုင်းလူလူသိပါတယ်လမ်းလျှောက်တာဟာအယိုးရှင်းဆုံးနဲ့အကောင်းဆုံးလက်ကျင့်ခန်းလို့ပြောနိုင်ပါတယ်လမ်းလျှောက်ခြင်းအတိတ်ကကောင်းကျိုးတွေကတော့ဒါကတင့်ကိုပို့ပြီးတက်ကြွစေပါတယ်ကြွက်သားတွေကိုနှွေးထွေးစေပြီးပျော်ပြောင်းစေပါတယ်တနေ့သာစားသုံးထားတဲ့ ပိုရှံတဲ့စွမ်းရည်တွေကိုလောင်ကျွမ်းစေဖို့ကူညီပေးပါတယ်။ရည်မှန်းချက်တွေအောင်မြင်ဖို့လှုပ်ဆောင်ရမှာလှုပ်ဆောင်မှုပေးပါတယ်။တင့်ကိုကောင်းမွန်တဲ့ကျန်းမာရေးနဲ့အကောင်းမြင်စိတ် positive thinking ကိုရရှိစေပါတယ်။ဒီလိုလှုပ်ဆောင်ဖို့အတွက်ကုန်ကျစရိတ်လည်းမရှိပါဘူး။ jam ကိုတွားဖို့လည်းမလိုဘူးလို့ပြောနိုင်ပါတယ်။ကျန်းမာရေးပညာရှင်တွေရဲ့ထောက်ခံအားပေးမှုကိုလည်းရရှိထားတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ဒါကြောင့်လမ်းလျှောက်တာတင့်ရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အများကြီးအထောက်အကူပြုပါတယ်။ဒါပေမဲ့လူများစု မသိတာကဘယ်အချိန်မှလမ်းမလျှောက်သင့်ဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ်။သင်တတိမထားမိတဲ့အချက်တွေကိုဒီနေ့မှပြောပြမှာဖြစ်ပါတယ်။လမ်းမလျှောက်သင့်တဲ့အချိန်တွေကဘယ်အချိန်တွေလဲ။လမ်းလျှောက်တာကိုရှောင်သင့်တဲ့အတိကအချိန်ကာလ၃ခုရှိပါတယ်။နံပါတ်၁နေမထွက်ခင်နဲ့နေဝင်ပြီးတဲ့အချိန်။နံပါတ်၂နေအပူချိန်အမြင့်ဆုံးအချိန်နံပါတ်3ရင်ကြောပိတ်ဆို့မှုများတဲ့အချိန်ဘာကြောင့်ရှောင်တင်တာလဲ ံပါတ်၁နေမထွက်ခင်ဒါမှမဟုတ်နေဝင်ပြီးတဲ့အချိန်ဒီအချိန်တွေမှာ လေရုညဉ့်ညားမှုအဆင့်ကအမြင့်ဆုံးဖြစ်နေတယ်လို့ပါဒါဟာတိတ်ပါနီးကြအရအန္တရာယ်အရှိဆုံးဖြစ်တယ်လို့တက်တည်ပြထားပါတယ်အဲ့ဒီအချိန်မှာအပြင်မှာအကြာကြီးနေဖို့ကမတင့်တော်ပါဘူးဘာကြောင့်ဆိုတော့မှောင်နေချိန်ဟာအန္တရာယ်ရှိတဲ့အချိန်ဖြစ်နေတတ်ပါတယ်နံပါတ်၂နေအပူချိန်အမြင့်ဆုံးအချိန်ဒီအချိန်ဟာမွန်းတက်၁၂နာရီကနေ ညနေ၄နာရီအထိဖြစ်ပါတယ်။နေအောင်ကြီးကအမြင်ဆုံးရောက်နေတဲ့အတွက်ဒီအချိန်မှာနေအောင်ကိုထိတွေ့ရမယ်လှုပ်ရှားမှုအားလုံးကိုရပ်တင်ပါတယ်။သင်ရဲ့အရေးပြားနဲ့ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။နံပါတ်၃ရင်ကြောပိတ်ဆို့မှုများတဲ့အချိန်ဒီအချိန်မှာလမ်းလျှောက်တာကိုလည်းရှောင်တင်ပါတယ်။ဒါကရင်ကြောပိတ်ဆို့မှုကြောင့်ဖြစ်တဲ့အခြားအခက်အခဲတွေနဲ့လေရုညင်ညာမှုကိုရှောင်ရှားဖို့ပါပဲ။ဒါကြောင့်မှန်ကန်တဲ့အချိန်ကိုရွေးချယ်ပြီး လမ်းလျှောက်တာတင့်ကြမှာရေးအတွက်အကောင်းဆုံးပါပဲလမ်းလျှောက်ဖို့အကောင်းဆုံးအချိန်ကဘယ်အချိန်လဲလမ်းလျှောက်တာအရိုးရှင်းဆုံးနဲ့အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်ဒါကတင့်ကိုပို့ပြီးတက်ကြွစေပါတယ်လမ်းလျှောက်ဖို့အကောင်းဆုံးအချိန်လမ်းလျှောက်ဖို့အတွက်အကောင်းဆုံးအချိန်ကတော့စောစောစီစီညနေပိုင်းပါဒါဟာနေမွေးငင်အချိန်ကိုဆိုလိုတာပါဒီအချိန်ဟာလမ်းလျှောက်ဖို့အတွက်ပြီးပြည့်စုံတဲ့အချိန်လို့သတ်မှတ်ထားပါတယ်ဘာကြောင့်ညနေပိုင်းကအကောင်းဆုံးလဲ ညနေပိုင်းလမ်းလျှောက်ခြင်းကတင့်ကြွက်သားတွေကိုနှွေးထွေးစေပြီးပျော်ပြောင်းစေပါတယ်။တနေ့တာအတွင်းစားသုံးထားတဲ့ပိုရှာနေတဲ့စွမ်းအင်တွေကိုလောင်ကျွမ်းစေဖို့ကူညီပေးပါတယ်။ဒီအချိန်မှာနေအောင်ကြီးကအမြင့်ဆုံးအပူချိန်ရှိတော့ပါဘူး။ဒါကြောင့်မိနစ်30ကနေတနာရီအထိခတ်သက်သက်လမ်းလျှောက်ဖို့အကောင်းဆုံးပါပဲ။မှန်ကန်တဲ့အချိန်မှာလမ်းလျှောက်ခြင်းဖြစ်ကောင်းမွန်တဲ့ကျန်းမာရေးနဲ့အကောင်းမြင်စေကိုရရှိစေပါတယ်။ရှောင်သင့်တဲ့အချိန်တွေကိုတည်ထားရင်အကောင်းဆုံးအချိန်ကိုပိုနားလည်နိုင်ပါတယ်။ လမ်းလျှောက်တာကိုရှောင်တင်းတဲ့အဓိကအချိန်တွေရှိပါတယ်။နေမထွက်ခင်နဲ့နေဝင်ပြီးအချိန်မှာရှောင်တင်းပါတယ်။ဘာကြောင့်ဆိုတော့ဒီအချိန်မှာလေတုညင်ညာမှုအဆင့်ကတိတ်ပန်နီးကြအန်တရာရှိဆုံးအချိန်ဖြစ်နေလို့ပါပဲ။မွန်းတဲ့7နှစ်နာရီကနေညနေ4နာရီထိလဲရှောင်တင်းပါတယ်။အဲ့ဒီအချိန်ကနေအပူချိန်အမြင့်ဆုံးရောက်နေတဲ့အတွက်နေအောင်ကြီးနဲ့ထိတွေ့မဲ့လှုပ်ရှားမှုအလုံးကိုရှောင်တင်းလို့ပါ။လမ်းလျှောက်မဲ့အချိန်ကိုရွေးချယ်တဲ့အခါအသက်အရွယ်ရာသီဥတုအချိန်တွေနဲ့ ရင်အသွာလာများတဲ့အကြောင်းအရာတွေကိုပါထည့်သွင်းစဉ်းစားသင့်ပါတယ်။ဒါကြောင့်စောစောစီစီညနေပိုင်းနေမွေငင်ကိုရွေးချယ်ပြီးလမ်းလျှောက်တာဟာခန္ဓာကိုယ်အတွက်အကောင်းဆုံးပါပဲ။မှန်ကန်တဲ့အချိန်မှာလမ်းလျှောက်တာဟာသင့်အတွက်ကောင်းမွန်တဲ့ကျန်းမာရေး၊စိတ်အားတက်ကြွမှုနဲ့အကောင်းမြင်စိတ်ကိုရရှိစေနိုင်ပါတယ်။အဆအဆုံးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်နောက်လည်းကြည့်ရှုနိုင်တဲ့ဆက်ဖိုက်တစ်ချေပြပြထားပါလို့မြတ်တာရက်ခါရတဲ့ ိုင်းငယ်ရှိဦးတဲ့နှိပ်ပြီးစီကျင်းပါတယ်သူသားအားလုံးလွတ်လပ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ရပါလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးပြုပါတယ် Happy Great Day